နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလှိုက်လဲစွာ ကြိုဆိုပါရစေ။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါရစေ။ဆိုလာ24ရက်အင်္ဂါနေ့ ယေရမိအနာဂတိကျမ်းခန်းကြီး23အငယ်1မှ10ဟာရဖျာမိန်တော်မူသည်ကားငါထံမှကြက်စားသောတိုးတို့ကိုဖျက်ဆီး၍အရေရတ်တို့ကွဲပြားစေသောတိုးထင်းတို့သည် အမင်္ဂလာရှိကြ၏ထိုကြောင့်ဣသရေလအမျိုး၏ဖျားသခင်ထာရဖျာမိန်တော်မူသည်ကားငါ၏လူတို့ကိုကျွေးမွေးရသောတိုးထင်းတို့အမှုမှာ သင်တို့သည်ငါ၏တိုးစုကိုမကြည့်ရှု မပြုစု အယယတ်တို့ क्वे ပြားစေ၍နှင်ထုတ်သောကြောင့်သင်တို့ပြုသောဒုစရိုက်အပြစ်ကိုသင်တို့အပေါ်မှာငါတက်ရောက်စေမည်ဟုသာရဖျားမိန်တော်မူ၏တပန်းမိန်တော်မူသည်ကားငါဤတူးစုကိုငါနှင်ထုတ်တော်ပြီရှိသမျှတို့၌ကြံကျွင်းသောတိုးတို့ကိုငါစုဝေးစေ၍နေရင်တိုးချံတို့တပန်းငါဆောင်ခဲ့ဦးမည်သူတို့ဒီလေတာဖွား၍မြားပြကြလိမ့်မည် သူတို့ကိုကြွေးမွေးသောသိုးထိန်တို့ကို သူတို့အပေါ်မှာငါခန့်ထားသဖြင့်သူတို့သည် နောက်တဖန်ကြောက်ခြင်း ထိတ်လန့်ခြင်းမရှိရကြ။ဆုံးမခြင်းကိုလည်းမခံရကြဟုသာရဖျားမိန်တော်မူ၏။သာရဖျားမိန်တော်မူသည်ကတန်ရှင်းသောအညွန့်ကိုဒါဝိတ်အဖို့ငါပေါက်စေသည့်အတိုင်းဉဏ်ကောင်းသောရှင်ဘီယံတဦးသည်စိုးဆန့်၍မြေကြီးပေါ်မှာတရားသဖြင့်ဖြောက်မတ်စွာ စီရင်ရာကာလသည် ရောက်လိမ့်မည်။ ်ထိုမင်းလက်ထနာယူဒာပြည်သည်ကက်တင်ဂျင်းသို့ရောက်၍ဣသရေလပြည်လည်းငြင်းဝတ်စွာနေရလိမ့်မည်ထိုမင်းသည်ယေဟောဝါဇေကနုဟူသောဘွဲ့နာမရှိလေသတည်းတို့ပြည်၍ထာဝရဘုရားမိန့်တော်မူသည်ကားဣသရေလအမျိုးသားတို့ကိုအေဂုတ်တုပြည်မှနှုတ်ဆောင်သောထာဝရဘုရားအသက်ရှင်တော်မူသည်ဟု၍မကြိမ်ဆိုပဲဣသရေလအမျိုးသားအစဉ်အဆက်တို့ကို မြောက်ပြည်မှာဆက်၍နှင်ထုတ်ဖူးသောပြည်ရှိသမျှတို့မှပို့ဆောင်သောထာရဖျားအသက်ရှင်တော်မူသည်ဟု၍ကျိန်ဆိုရသောကာလသည်နောက်တစ်ဖန်ရောက်လိမ့်မည်။သူတို့သည်နေရင်ပြည်၌တဖန်နေရကြလိမ့်မည်။ကြံကျွင်းသောသူတို့ကိုငါစုဝေး၍ နေရင်သူကြံသူတဖန်ငါဆောင်ခဲ့အုံးမည်သူတို့သည်လည်းသားဖွား၍မြားပြားကြလိမ့်မည်ယေရမိနာဂတိကျမ်းအခန်းကြီး23အခန်းငယ်3ကဲတင်တော်မူသောဖခင်စကော့တလန်နိုင်ငံဘရူရာယွာလေးရှိကျန်းတန်းသောကြောက်ကဘာများအောက်၌သိုးလေးတစ်ကောင်မှကဲသူမဲ့နေသည် မဆောက်သောကြောက်ဆောင်ကတစ်ဖက်အခြားတစ်ဖက်တွင် ကြီးမားသောသမုတ်တရားတို့ဝန်းရံထားသည့်ကြောက်ကဘာ၌ထိုတိုးလေးပိတ်မိနေခဲ့သည်မှာနှစ်နှစ်ရှိခဲ့ပြီ၎င်းကိုကယ်ရန်အချိန်ချင်းကြိုးစားခဲ့တော်လဲမအောင်မြင်ခဲ့ပါ နောက်ဆုံးတွင် ဆုံးဖြတ်ချက်ခိုင်မာသော လေသမားကြီးကယ်မီဝီလ်ဆင်နှင့်တငယ်ချင်း၄ဦးတို့သည်အန်ဒီယမြားသည့်ကယ်ဆယ်ရေးမစ်ရှင်ကို အောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့ကြသည်သိုးလေးကိုကဲရန်ကဲဆယ်ရေးအဖွဲ့ဝင်၃ဦးသည်တတ္တိများစွာမွေးပြီးကြောက်ကဘာအောက်ဖက် ပေ820နီးပါးအထိဝန်ချီဆက်ကိုသုံးကတတိကြီးစွာဖြင့်ဆင်းခဲ့ရသည်စိတ်ဓာတ်ခိုင်မာပြီးသနာတတ်သောလေသမားနှင့်သူ၏အဖွဲ့တို့သည်ယေရမိအခန်းကြီး23ငယ်1မှ3မှ ကျွန်ုပ်တို့၏ချစ်တော် အဖဖျားဤတနာချင်းဂယုနာတော်ကို ထင်ဟ ပုံဖော်နေသည်ယူဒပြည်ရှိစိုးညစ်သောခေါင်းဆောင်များအားဖျားသခင်ဤသိုးကြံတဲ့မှတိုးများကိုဖျက်ဆီးလျက်ကွဲလွင့်စေခဲ့သည့်တိုးဒိန်များဟုယေရမိပြစ်တင်ရှုံချခဲ့သည်ကဲတင်ရာမဲ့နေသည့်သူ၏လူမျိုးတော်အားအကျဉ်နာမဲ့စွာဆက်ဆံကြသောကြောင့်ဒုစရိုက်အဖြစ်ကို သူတို့အပေါ်သို့တက်ရောက်စေမည်ဟုယေရမိမှတဆင့် ဖျားသခင်ကြေညာခဲ့သည်ခွဲလွင့်နေသည့်သူ၏သိုးစုတော်ခံစားရသည့်ဒုက္ခဝေဒနာကို ကိုယ်တော်မြင်တွေ့ခဲ့ပြီ သူတို့အတွက်အလေးအနက်စိုးရင်ပူပန်ခဲ့သည်ဖျားရှင်သည်စိုးရင်ပူပန်ခဲ့ုံသာမကပဲသူ၏သိုးများကိုဖမ်းဆီးသိမ်းသွာခံရသည့်ပြည်မှအမျက်တနှိုးပြန်လည်စုစည်းကဘေးကင်းလုံခြုံပြီးပြည့်စံကြွယ်ဝသောနေရာသို့ပို့ဆောင်မည်ဟုပြောခဲ့သည် လမ်းပြောက်ထောင်ချောင်မိအထီးကျန်နေသည်ဟုခံစားရသည့်အခါကျွန်ုပ်တို့၏ဒုက္ခကိုကောင်းကင်ဘုံရှင်အဖမြင်တော်မူပြီးကျွန်ုပ်တို့ကိုအားကိုးရာမဲ့စွာခြံထားခဲ့မည်မဟုတ်ပါကိုတော်သည်ကျွန်ုပ်တို့အားကဲတင်ရန်နှင့်မူလအခြေအနေသို့ပြန်တည်ဆောက်ပေးရန်တဲ့ကြွစွာရှာဖွေလျက်ရှိပါသည် သင်သည်ဝိညာဉ်ရေးရာ၌မြည်သည့်ပုံစံမျိုးဖြင့် ထောင်ကျောက်မိလျက်အထီးကျန်နေသည်။သင်၏အခက်အခဲများကိုဘုရားသခင်မြင်ကြောင်းသိခြင်းကသင်အားမြည်ခဲ့သောခွန်အားဖြစ်စေသည်။ကောင်းကင်ဘုံရှင်အဖာကိုတော်သည်ကျွန်ုပ်၏ကောင်းသောသူတိုင်ဖြစ်တော်မူသည့်အတွေ့ဂျေဇုတင်ပါ၏။သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်။ အာမင်နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။